ုကျွန်တော်ပြောမှာကတော့အဓိကကျွန်တော်ဒီကျူတင်နဲ့အကြောင်းတွေကျွန်တော်ပြောပြတာဖြစ်ပါတယ်။အာမရှင်မရနေနဲ့ပေါ့နော်။အာနားလည်ပြီးပါတိခံပြီးပါပေါ့နော်။အဲ့ဒါပြောချင်ပါတယ်လို့အခုတော့အားလုံးနားလည်တဲ့စကားနဲ့ပဲဆိုတော့တုံးသွားမယ်နော်။မြန်မာလိုတုံးသွားမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောရမယ့်အချက်တည်းကတော့ကျွန်တော်ဘယ်လိုဘာကြောင့်ဒီကျူတင်ချင်းဝင်ပွဲလို့ရလဲ။ဘာကြောင့်ချင်းချင်းဝင်ပွဲရှိရှိလို့ရတယ်လဲဆိုတာ ပြောကြတော့ပြောတော့မှာဖြစ်ပါတယ်အဲကျွန်တော် slide နောင်သူစတူ in the a slide ရှင်သူထုံသူတုံးဆဲဆဲလုံဒမ်ကိုနာ in one လုံဒမ်ကိုနာ young hit he the chain in a လုံဒမ်ကိုချီရချီမွန်ချင်းချီမွန်ချင်းအစီအစဉ်ဟာတကယ်တကယ်အရေးကြီးဆုံးအချက်ကတော့အာပညာပညာစုကြည့်ဘောနော် ဘုရားသခင်ကနေပြီးမှအထူးသဖြင့်ကျွန်တော်ဘဝမှာအဆုချီးယူမြောက်များစွာပြီးပါတယ်ပထမဦးဆုံးဆုချီးယူကတော့ခြောက်ရအသက်ဖြစ်ပါတယ်နော်ယေရှုကိုလက်ခံယုံကြည်ခြင်းအဖြစ်ရရှိတဲ့ခြောက်ရအသက်ဖြစ်ပါတယ်ဒါကမြတ်ဆုံးကြီးမားဆုံးသောကောင်းခြင်းမင်္ဂလာဖြစ်ပါတယ်အဲ့ဒါကြတော့ကျွန်တော်1993ခုနှစ်မှာကျွန်တော်လက်ခံရရှိပါတယ်။အဲ့ဒီအချိန်ကစပြီးမှကျွန်တော်ဘဝဟာ တဟုံထိုးပေါ့နော်အာလုံးလုံးကြောင်းလိုက်သွားပါတယ်ကျွန်တော်ဒီလိုမတ်တရက်မယ်လို့လည်းမပြောလက်ခဲ့ပါဘူးဒီလိုလည်းဖြစ်မယ်လို့လည်းကျွန်တော်စိတ်ကူးမရှိခဲ့ဘူးဒါပေမဲ့ယေရှုကြောင့်သာဖြစ်ပါနော်အာမင်ယေရှုကြောင့်တက်တက်ပဲဖယားကနေပြောကျွန်တော်ဘဝလုံးလုံးကြောင်းလဲကြောင်းလဲရှိပါတယ်အဲ့ဒီချိန်ကစပြီးမှကျွန်တော်ရဲ့ ခေါ်ဖြစ်ခြင်းဘုရားရဲ့ခေါ်ဖြစ်ခြင်းဟာစင်စင်လင်းလင်းကျွန်တော်ဘဝမှာရရှိပါတယ်။ဒါကြတော့အမှုတော်ဆောင်ဖို့တဏ္ဍာပြုလုပ်ဖို့ဖြစ်ပါတယ်။ယုံကြည်လေဟောဖို့နဲ့အာနှုတ်ကပတ်တော်ဟောကြားဖို့ရန်ဖြစ်ပါတယ်။ဘုရားအတွက်တဘဝအလုံးတက်လုံးပါနော်။စက္ကန့်ဖြစ်ရန်ဖြစ်ပါတယ်။ဒါကြတော့လုံးလုံးလျားလျားပါနော်။အာဆိုလို့ခြေဆုံးဖြစ်လို့ပြောရမှာပါနော်။ခြေဆုံးဖြစ် ေဆုံးဖြစ်နေကျွန်တော်အဒီဖရားရဲ့နိုင်ငံတော်အတွက်ကျွန်တော်ဘဝအခုလုံးကျွန်တော်ပေးဆက်ခဲ့ပါတယ်အဲ့တော့အဲ့ဒီချိန်ကနေစပြီးပြောမယ်ဆိုတော့အရာကြတော့မှဖြစ်တဲ့အကြောင်းကျွန်တော်ပညာစုချီယူရရှိတဲ့အကြောင်းဒီကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီချိန်ကစပြီးဖရားအလန်းဖွင့်ပြီးတယ်ဒုက္ခဘတ်တော်ရင်ဆုံးခံယူတယ်အာကျန်ရအောင်ရောက်တယ်တူတူလေးနဲ့ပြောသွားမယ်ပြီးလို့ရှင်တော့ကျွန်တော် သာသနာပြုလုပ်ပါလေသာသနာပြုအတွက်ကျွန်တော်ဇနီးမောင်နှံပေါ့နော်စက္ကပ္ပီမှာဘုရားကောင်းချီးပေးတယ်သာသမီရတနာလည်းပေးထားတယ်ဒီအပြင်ဖြောက်ဆိုးသောဝိညာဉ်လည်းဘုရားမှဆတယ်အဲကြောင့်အမွန်မျက်ဆုံးနဲ့ဒီနိချိနော်ဝန္တာလို့မဆုံးဖြစ်တာတော့ဖြောက်ဆုံးသောဝိညာဉ်တော့ဘုရားအိမ်တော်ရပြန်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်ကျွန်တော်ဘဝကျွန်တော်ရဲ့ မျက်မြင်ပေါ့နော်မျက်မြင်သူရတဲ့ကောင်းမွန်မျက်စုံနဲ့အာဒီဝန္တာလို့မစုံဘူးနော်ဝန္တာလို့မစုံခံစားရတဲ့အားကြတော့ပျောက်ဆုံးလို့ဝိညာဉ်တပါညောင်များစွာသောပျောက်ဆုံးတော်ဝိနေတော့ဘုရားစီခေါ်ဆောင်လာတဲ့ခွင့်ဘုရားမိတ်ဆက်ပေးတဲ့ခွင့်ပေါ့နော်အာယုံကြည်စိတ်မိတ်ဆက်ပေးတဲ့ခွင့်တကယ်တကယ်ပြောင်းလဲစေတာတန်ဆင်းတော်ဝိနေတော့ တို့တော့လည်းမိတ်ဆက်ခွင့်အဲ့ဒီအတွက်ဘုရားကအဲ့ဒီမဟာစီစာချက်ပေါ့နော်မဟာစီစာလက်လုံးကြီးမားသောဝန်ဆောင်မှုဘုရားကနေပြီးမှအာကျွန်တော်ဒီဘဝမှာပေါ့နော်အာတောင်းဝန်ပြရချင်ခိုင်းရတဲ့အကြောင်းသူပဲအဝတ္တမိတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်ဒီအဖြစ်ဘုရားကနေလမ်းဖွင့်ပြီးတယ်ဒီနေ့ကျွန်တော်တို့ဒီအာဦးကောင်းတို့ဇနီးမောင်နှံဒီမှာ ျတော့ချင်းမွန်းတဲ့အချိန်မှာကျွန်တော်အချိန်ချင်းသူတို့သူတို့နေနဲ့ဆွဲခေါ်ပြမှာပေါ့နော်။လာဖြစ်အောင်တခြားလူဆန်လည်းရှိပြီ။တို့တော့လည်းဒီဒီမှာရောက်ဖြစ်ပြမှာဒီကျတော့ချင်းမွန်းတဲ့အစီအစဉ်မှာသူတို့ရှိမှလည်းကျွန်တော်ပြောချင်တဲ့အချက်ကတော့ကျွန်တော်နိုင်ငံခြားကြောင်းသွားတက်ရမယ့်အချိန်မှာရန်မာရှင်သူတို့ဆရာလမ်းလဲတည်ရလို့ရှိမယ်။အများအဖြစ်တော့တင်းတူတင်းတာအားလုံးတော့တည်မှာပါ။အဆိုင်မှာနေနေတော့ သိချင်တယ်ပြီဒါမဲ့တွေ့တွေ့ဖို့မယ်ချင်ပါတယ်အရင်တော့ဟော for way ဒီကနေမှကတင်ချင်းစိတ်ချမှုတည်ပြီးတဲ့ဆရာကြီးပေါ့နော်သူနဲ့ကျွန်တော်တော်တော်လေးလက်တွဲပါတယ်လက်တွဲနေပြင်အဲ့ဒီကြောင်းတည့်ရမယ်ကိစ္စပါပေါ့နော်ဘုရားကနေပြီးမှသူသူ့ကိုတောင်းပြုတ်ပြီးဆမအမြအနဲ့ဆမအာဆရာဘောဘောကမ္ဘာမှာသူတို့ဇနီးမောင်နှံရှင်မှာကျွန်တော်ခရီးရှင်အတွက်ပေါ့နော် လေလက်မှတ်အတွက်သူကနေပြီးမှဖုံးဆက်ပြီးမှရုံချင်းချင်းအပြည့်နေပေါ့နော်ဖုံးဆက်ပြီးမှတိကက်ဝယ်ပြီးဖို့လိုတယ်ဆိုရင်မှသူကအမိတ်လိုလိုပေါ့နော်တောင်းတောင်းတောင်းပါနဲ့လိုလိုပေါ့နော်သူကနေပြီးမှရုံချင်းချင်းအပြည့်နေပေါ့နော်သူတို့ယနေ့မှလာရှိမှပြောလိုက်တဲ့အခါမှာကျွန်တော်နိုင်ငံချင်းခရီးသွားလို့ရတာဖြစ်တယ်ကျွန်တော်လည်းအဲမှာပတ်စံရှိတာပေါ့အဲ့ချိန်မှာသူတို့ကနေပြီးမှတိကက်တွေဝယ်ပေးတာဖြစ်တယ်ဖိလစ်ပိုင်ရောက် ရောက်အရောက်ပေါ့နော်အသွားပြန်အတွက်သူဝယ်ပေးတာဖြစ်ပါတယ်အဲအကြောင်းဝန်တာလို့မဆုံးနိုင်ဘူးလို့ကျွန်တော်ပြောချင်တယ်ဒါကကျွန်တော်ကျွန်တော်ရဲ့ခြေလှမ်းအတွက်ပေါ့နော်ဘုရားအသုံးပြုခြင်းခံရတဲ့စနေမောင်တာဖြစ်ကြောင်းလည်းအများစိတ်မှာကျွန်တော်ပြောချင်ပါတယ်လို့နော်ကျေးအများအကြောင်းကျွန်တော်ပြောချင်ပါတယ်လို့အဲ့ချိန်မှာတက်ဒေါ်လာပဲဖြစ်ဖြစ်ပေါ့နော်၁၀ဒေါ်လာတရားပဲဖြစ်ဖြစ်တန်ဖိုးကြီးလာတယ်တော်တော်လေးတန်ဖိုးကြီးတယ် အဲ့ချိန်မှာကျွန်တော်တုံညဘဝနဲ့ရှိနေတဲ့အချိန်ဖြစ်တဲ့လူဆောင်ပေါ့နော်အမှန်တမ်းကတန်ဖိုးဖြစ်လို့မရတဲ့အာဘုရားရဲ့ကောင်းချီးပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်တရားနေပြီးမှကျွန်တော်ကျောင်းတက်ချင်းချိန်မှာပေါ့နော်ဘုရားကနေပြီးမှမြောက်များစွာတော့မဆာချင်းသူကနေလုံးလုံးတာဝန်ယူတယ်ဘုရားကနေပြီးမှသူတို့မိသားစုဘဝမှာပေါ့နော်ဘုရားကနေပြီးမှအမဲတန်းတာဝန်ယူပြီးတဲ့သူကတော့ဘုရားပါပဲအဲကြောင့်သူတို့ ဘုရားရှင်မှာကျတော့ချီးမွမ်းပဲနဲ့ပေါ့နော်ဒီလိုမျိုးဟောပေါ့ရစ်ဖို့မပူရောပဲနဲ့ပေါ့နော်အာကျွန်တော်အာဒီလိုမရဘူးခဲလို့ဒီလိုမျိုးဖြစ်ခဲ့လို့ဆိုတော့ချီးရောမတိတက်တယ်ဖြစ်ဖြစ်သွားမှာဖြစ်ပါတယ်ဘုရားဘယ်လောက်ကောင်းမြတ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာပြောချင်တာဖြစ်ပါတယ်လို့နော်အဲ့နဲ့ကျွန်တော်ကြောင်းတက်နေတဲ့အချိန်တလျှောက်လုံးတော့ဘုရားမဆတယ်လို့ပဲပြောသွားအောင်။အဲမှာဘုရားကတုံးပြတဲ့အဖြူတွေတုံးပြတဲ့ကုရီးယားတွေတုံးပြတဲ့ 比如说，喏，就是说，对密码的来统计嘞，前期的，啊，棉码片呢就是说，对密码根本就是对统计的，古里啊个密码，古里电脑的统计的，统边嘛，码，喏，掌握你的啊，什么，掌握不一样对，喏，多注意一点啊，什么这个，不拉杆的密嘛，我喏，多一意，同古里啊讲，呃，平常沃天掌握得怎样的，多嘞。 ပြင်ဖြစ်လပိုင်းမှာတော့ရဲဆိုင်ဖြစ်ပေါ့လူဒီအချက်တည်းအားလုံးဟာဆိုရှင်တော့တကယ်ဖရာမစာချင်းကြောင့်တာဖြစ်ပါတယ်မိသားစုလည်းနှစ်ထောင်နဲ့သုံးကနေစပြီးမှအာတမီးကြီးနဲ့ကျွန်တော်မျိုးတမီးအတွက်ပါဖရာမစာတယ်ပြီးလို့ရှိရင်ကျွန်တော်ကြောင်းပြီးသွားရဲဆိုပြီးပို့သွားအောင်နောက်ဆုံးတစ်ချက်ကတော့မြန်မာပြည်ပြန်သွားရဲမြန်မာပြည်ပြန်သွားတဲ့အခါမှာတစ်ခက်ဖရာပြန်ပို့ဆောင်လာတယ်ပို့ဆောင်တဲ့အခါမှာဒီ ညာရင်းနဲ့ပဲပြန်ဆက်လက်ပြီးမှဘုရားအကောင်းကြီးပြီးတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်အဲ့ဒါနဲ့ဒီကုံချုံမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အတူချုံအဖြစ်ရည်ထားတာဖြစ်ပါတယ်အ Thanksgiving for honoring Dr. Philosophy ဆိုတာကဒီအာရှမှာရှိနေတဲ့ချိန်မှာတော့ Dr. Education Philippines ကကျွန်တော်ရာထားတယ်ပြီးလို့ရှိရင်တော့အဝေးတင်တဲ့ PhD တစ်ခေါက်ကျွန်တော်ရပြီးသွားပါတယ်အာရှမှာအဲ့ဒီဒီမှာယူလာဖြစ်ပါတယ် ဒေါက်ထရိတ်တစ်ထပ်ခွင့်ပေါ်လာတခါတည်းနဲ့ဘုရားကောင်းချီးပေးတယ်။အဲ့ဒီအမေရိကရောက်တဲ့ခါမှာဘုရားရဲ့ကောင်းမြတ်ခြင်းကျွန်တော်ရည်တွေ့ချင်တာကတော့ဒီဘရုတ်ဒီယူဒတန်ဓမ္မကောလိပ်အရင်တုန်းက Permis Bible School ပါဆိုရှင်နော် Mission for Christ နဲ့ Mission တဲ့အဲဇနီးမောင်နှံလည်းပဲဒီမှာဆရာမပြရသူဇနီးမောင်နှံဘုကံဖြစ်ပါတယ်အဲ့ဒါနဲ့ Mission for Christ က နေပြီးမှဘုရားကနေပြီးမှကျွန်တော်ဒီတာသနာလုပ်ငန်းမှာပေါ့နော်တင်ကြားရေးဟာဆိုရှင်ဘုရားကောင်းချီးပေးတဲ့တင်ကြားပြီးချင်းဟာဆိုဘုရားကနေပြီးမှကျွန်တော်အားဖြင့်တော်တော်လေးဘုရားအလုပ်လုပ်တယ်ဆိုတာကျွန်တော်မြင်တယ်ဒီဖြင့်သူတို့အတင်းတော်စပြုခြင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီအတင်းတော်အာမှာဘုရားဆောင်ခြင်းမှာအစပါနော်ဒါဒီအားလုံးဟာဒီအားဖြင့်ဘုရားကကောင်းချီးဆက်လက်ပေးတယ် အဲ့ဒါနဲ့တစ်ဆက်သေးမှာပဲဆိုတော့ကြောင်းတက်ချင်တဲ့စံသာကပြင်းပြတယ်ကျွန်တော်မြန်မာပြည်မှာတော့လာပေါ့နော်တက်ကတူတက်ဖို့ဆိုတာအလန်းဝေးတယ်ပေါ့နော်ပတ်စံရှိရင်တော့မနော်မလွယ်တဲ့အာကျွန်တော်တို့ချင်းတော်ကနေပြီးမှတက်ကတူတက်ရမယ်ဆိုတာလွယ်တဲ့အာကိစ္စပေါ့အဲကြောင်းကျွန်တော်စိတ်ထဲမှာတက်ကတူပြန်တက်ချင်နော်အစကနေပြန်တက်ချင်ဟုတ်တက်တက်ချင် အဲဒါကြောင့်ကျွန်တော်ဒီ circus ဘက်ကျွန်တော်မရောက်ခင်မှာဒီမှာလဲကျွန်တော် booking လုပ်လဲကျွန်တော်တင်ချင်းကျွန်တော်တင်ချင်းကျွန်တော်တင်တဲ့အကြောင်းကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်အမေရိကရောက်ဖို့ရန်အတွက်ပေါ့နော်ရောက်ဖို့ရန်အတွက်ကျွန်တော် visa ရောက် visa ရထားတယ် visa ရထားပြီးမှအဲ့ချိန်မှာဟိုဥထောင်းနော်တော်ပြီးပါတော့ကောင်း booking လုပ်တော့ကောင်းအာ အဲ့ဒီပါလို့တော့အဲ့လောက်မရင်ဒီဒီဘူးပေါ့နော်ပြုရှင်တော့အဲ့ချိန်မှာအပါတဲ့ဖွဲ့ပြီးအထူးသဖြင့်ပေါင်ပေါ့နော်ပေါင်တော့အဲ့တော့ကျွန်တော်ကြောင်းနေပဲဖြစ်တဲ့သူကြောင်းသူတို့တရားနေပြီးမှဒီ US လာဖို့ရန်အတွက်လာဖို့ရန်အတွက်ဗီဇာရတဲ့ချိန်မှာတော်ပြပါနေပြီးမှစာရေးတယ်ဒီရောက်နေတဲ့ချိန်မှာပေါ့နော် SBMC ကိုနေပြီးပါဆိုမှကျွန်တော်ကန့်လန့်နေ ကလန်းတဲ့သူကြောင့်โอเคဒါဆိုရှင်ကျွန်တော်ဘယ်လောက်နေမလဲဆိုတာကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီတော်တွင်းမှာတော့ကျွန်တော်ပေါ့ပါပေါ့ပါမယ်ဆိုတာပြောရဲအဲ့ချိန်မှာ okay လို့အနေနဲ့သူတို့ဒီ board တရားနေပြမှာ trust this တရားနေပြမှာတခါတည်းဆုံးဖြတ်ပြမှာကျွန်တော်ဒီရောက်ဖို့ပေါ့နော် one way ticket တဲ့ဒီ ticket တခါတည်းသူတို့ပတ်စံပို့ပြတယ် ticket ကိုပို့ရတယ်ဒါပို့ပြတယ်အဲ့ဒါကြောင့်လဲကျွန်တော် ဒီဘကရောက်ရှိလာနိုင်ခြင်းဟာဆိုရင်တော့တကယ်ဘုရားရဲ့လက်တော်ဖြစ်တယ်။ဘုရားမပြင်းစင်တောင်းဆိုရင်ဒီဒီဖက်ကျွန်တော်ကိုဟောပေါ်ရှိတဲ့ငွေငွေအင်အားနဲ့တော့လကောင်းအာဒီသွားတော့သွားလာလို့ရမယ်သဘောပါလေ။ဒါပေမဲ့ငွေအင်အားဖြစ်မှာတော့ဘုရားမမဆောက်ဆိုရင်ဖြစ်နိုင်ဘူး။ဆိုတော့ဆိုတော့အာတော့ကောင်းတဘောပေါက်တယ်။အဲကြောင့်ဒီ SPMC ပေါ်မှာလေဒီ SP ကိုဖြေရနေပြီးမှအာ ဟိုတင်းတော်စပြုတ်တဲ့ချိန်ကလေးอ่ะပေါ့เนาะအာတကယ်အမခံဟိုဆောင်တဲ့ဘုကင်းတို့မှာစပေါ့เนาะအားလုံးရဲ့အာဒီလူကုန်းလေသူတို့ရဲ့မဆာချင်းကြောင့်မဆာချင်းကြောင့်ဒီမှာကျွန်တော်ကောင်းမှုရောက်ရှိပါလေဖြစ်ပါလေဆိုတာကျွန်တော်ပြုပြုချင်ပါတယ်အဲ့ဒါနဲ့ကျွန်တော်ဒီဒီအချက်လက်ဒီအားလုံးเนาะဒီဘယ်လိုပြောမလဲ ဟိုဆစ်ဆက်ပြင်းမှာပေါ့နော်ဒီလိုမျိုးလုတ်ထားတဲ့အချိန်မှာပဲကျွန်တော်ဖြစ်လာနေတာဖြစ်တယ်နော်ဒီမိုးလော်ဆောင်တဲ့လူတယောက်အတင်းတော်မှာမိုးလော်ဆောင်တဲ့လူတယောက်ပြီးရှင်တော့အာကြောင်းဦးဆောင်တဲ့လူတယောက်ပြီးရှင်တော့ဒီ chaplain ပေါ့နော်လုပ်နိုင်တဲ့လူတယောက်ဖြစ်နိုင်ဖို့ရန်အတွက်ဒီကနည်းနည်းဟိုကနည်းနည်းပေါ့နော် ်ယူရှင်အားလုံးဝိုင်းဝန်းပြီးမှခုတ်ကုန်ပြီးမှပေါ့နော်ခုတ်ကုန်ပြီးမှအားလုံးအပါဝင်ကြတဲ့အချိန်မှာပဲဖြစ်တာဖြစ်တယ်ယူရှင်တော့ဒီအတင်းတော်နဲ့အထူးပဲကြည့်တယ်ဒီမှာဥက္ခဏရှိတယ်ကျွန်တော်ဒီအတင်းတော်စဖို့ပြန်တဖြစ်လာတဲ့အခါမှာဒီချင်းအတင်းတော်ဖြစ်မြောက်ပုံရံတွေ့အထူးသဖြင့်ကျွန်တော်ဒီအိုမိုက်ဂယ် โอ้มายก็อดแต่จรุงเตยอกတော့เตยอกก็เนี่ยเพ็ดแต่เตยอกก็เบ่เพ็ดแต่ป่ะเนาะจรุงเตยอกอะเมียอะพี่จรุงเล็ดต้วยด่าล่ะဖြစ်ပါတယ်ပြုရှင်တော့ဒီအတင်းတော့ဟိုကြီးများပြုရှင်တော့ဒီမှာအာတော့နော်မကျွန်တော်ဒီစာနဲ့မတန်းကြီးရေးထားလဲတော့မသိဘူးနော်ဘုံဘွားဘွားအနေနဲ့ဒီမှာအင်ရှင်လုပ်ပြီးတယ်ဒီဖက်ပြန်လာပြီဆိုရလို့ရှင်တော့တို့အင်အာတို့ကနေပြီးမှ ဒီဝဲမချူလိုအပ်တဲ့ချိန်မှာလိုအပ်ရင်လည်းသူကားကိုတွန်းဖို့နော်သူက hybrid ရှိတယ် hybrid car တရှိရှိတယ်အဲ့ဒါ hybrid car သူသူမအားတဲ့ချိန်မှာကားမောင်းလိုက်ဆိုတော့ဆိုတော့ကားသူကားနဲ့သွားလိပြီးရှိတာဖြစ်ပါတယ်အဲ့ဒါနဲ့သူတို့ဒီမှာဟာဝပါလို့ကြောက်လာတဲ့ခါမှာလည်းပဲသူတို့ဒီဒီဖက်ရောက်လို့ပြီးဆိုလို့ရှိရင်တော့အဲ့ဒီချိန်မှာဆက်ဆက်ကြည့် အတို့အိမ်မှာရှိတဲ့သူကျွန်တော်တို့ဒီအာပမာအောင်ဆုံးကျွန်တော်တေးဥစာဖြစ်တဲ့ဆရာကစ်ပေါ့နော်ဆရာကအာနဲ့ကျွန်တော်နဲ့တူတူပေါ့ပေါ့နော်တဲကိုလေးရှိတဲ့အိမ်ဖြစ်ပါတယ်ဆိုင်ဖြင့်ကျွန်တော်ဒီရနေပြီးမှနည်းနည်းဟိုကနေနည်းနည်းပေါ့နော်လူလူကလူလေးသေးမရှိအောင်ပေါ့နော်မဆပြီးမှအာပါဝင်ကြတယ်လက်တွဲပြီးမှဒီဒီချီကျွန်တော်မို့လို့မြတ်မှာအာလက်တွဲပေါ်နေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင် တယ်။နောက်ပိုင်းဆက်ဇွန်တို့ရောက်တဲ့ခါမှာလည်းပဲဆိုတော့တကယ်ဟောပေါ့သူတို့ဒီတငယ်ချင်းအကျွန်တော်တို့သူ့ချက်တော့ပူချီတာပေါ့နော်တက်ချီတယ်။ဒါပေမဲ့သူတို့ခုနပြောလိုပေါ့နော်။အဲ့ဒီခိုင်းမှာတော့အကောင်သူတို့အကြောင်းနေဖြစ်နေဖြစ်အကြောင်းနေဖြစ်ဆိုပေမဲ့သူကငါးတန်းတက်နေတဲ့အချိန်မှာကျွန်တော်၆တန်းတက်တယ်။ခုနတန်းချတယ်နော်။အဲ့တက်နေတဲ့အချိန်ဖြစ်တဲ့သူကြောင့်သူတို့ဒီရောက်တဲ့ခါမှာလည်း တဲ့တွဲတဲ့ခါမှာမို့တော့မြတ်ပါပါနော်တွဲတဲ့ခါမှာဘုရားတကယ်ပဲအာဒီကြောင်းအတွက်တော့ကောင်းတင်းတော်အတွက်တော့ကောင်းပါနော်ဘုရားကလည်းဒီမှာပို့ဆောင်တယ်အမှုတော်မို့တော့ဆောင်ဖြစ်တယ်ဆိုတာဆိုပြောချင်တယ်ကျန်တဲ့အာတင်းသူတင်းသားတွေအားလုံးကျူးတင်ဆရာတွေအများရှိပါတယ်နော်တက်တော်တို့ကြီးတွေအာပပကားတွေပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီအားလုံးပေါ့နော်ဒါမှဆရာဆရာမအားလုံး လက်ရှိဦးတင်ကြောင်းဆိုတာပြောချင်ပါတယ်အခုကျွန်တော်နောက်ဆုံးနောက်ဆုံးရဲ့နောက်ဆုံးပေါ့နော်နောက်ဆုံးရဲ့နောက်ဆုံးတော့ကျွန်တော်ဒီ circle ဆောက်တဲ့အခါမှာမိသားစုနဲ့ရောက်လာတယ်ရောက်လာတဲ့အခါမှာနည်းနည်းကျွန်တော်ဟိုတယောက်တည်းမဟုတ်တော့တဲ့သူကြောင်းပေါ့နော်မိသားစုအားရောက်တဲ့အခါမှာကျွန်တော်ကြောင်းစတက်တယ်ကြောင်းစတက်ပြီးမှပထမအုံဆုံးဒီမှာအောက်ပိုင်းမှာပေါ့နော်ကျွန်တော်ဒီနည်းနည်းဆွေးပြလိုက်ပါဦးနော်တခြား slide ရှိတယ် အနုအစလိုက်တာအွန်လိုင်းโอเคအဲ့ဒါကတ်အာဒီအပန်ကိပန်ဒီရည်စချင်တယ်ကျွန်တော်ပရမအိုဆုံး bachelor of science ပြန်တယ်အဲ့ဒီ p bachelor p မှကျွန်တော်ခြေရောမချေးဝမ်းသေးဘူး master p မှလည်းခြေရောမချေးဝမ်းသေးဘူးဒီအတွက်စောင့်တာကျွန်တော်ဒီအတွက်စောင့်နေတာဖြစ်တယ်เนาะဆိုတော့ bachelor of science ဒီအောက်တစ်ချက်တော့တော့အောင်เนาะတက်ပုံမှာဖြတ်ပြတ်သွားတော့โอเคဒီမှာ ဆိုတော့ကျွန်တော် Bachelor of Science အဆိုတော့ State University of New York ရဲ့ Empire State College အဲ့ဒီတော့ Empire State College ဖြစ်ပါတယ်။ Empire State University လို့အခုပြောင်းသွားပြီ။ဒါက New York State ရဲ့တက္ကသိုလ်တပါဖြစ်ပါတယ်။အဲ့မှာကျွန်တော်စတဲ့ပြီးမှဒီနိုင်ငံမှာဆိုတော့လူငယ်များလို့ပေါ့နော်။ကျောင်းသူကျောင်းသားများကဲ့သို့ပဲဆိုတော့ကျောင်းတက်တယ်။ကျောင်းတက်ပြီးမှအဲ့ဒီတွေ့လိုအပ်တဲ့ ဒီ FAFSA ပေါ့နော် FAFSA Pell Grant ဆိုတော့ရတယ် Pell Grant ရတယ်ကျွန်တော်เนี่ยအရန်ကြိုက်တယ်အမေရိကနေကျောင်းတက်ခြင်းနဲ့သူအနေနဲ့ပေါ့နော်အရန်ကြိုက်တယ်ဆိုတော့ဒီလိုမျိုးခွင့်ရည်တွေရှိတာပေါ့နော်ဆိုတော့သူတို့ကျွန်တော်အ Pell Grant Pell Grant တက်တယ်တက်ဖို့ရန်အတွက်ကျွန်တော်အဆင်ဆင်သွားတော့နော်မြန်မာပြည်အဲ့ဒီပြန်ကျွန်တော် online မှာလည်းပြန်ကျုံးဝင်တယ် High School ကျုံးဝင်တယ်ပြုရှင်တော့ကျွန်တော် ကိုလံပြခေါ်လိုက်မှာ credit 30ကျအရင်ကျွန်တော်တက်တယ်ပြီးမှပြောင်းတယ် Sunny Empire State မှာကျွန်တော်ပြောင်းလိုက်တယ်ပြောင်းတဲ့ခါမှာ Bachelor Science ပေါ့နော် Bachelor Science တက်ပြီးမှအဲ့ဒီတွေ့လိုအပ်တဲ့လိုအပ်တဲ့ tuition တွေအားလုံးဟာဆို Pell Grant နဲ့ TAP လို့ခေါ်တယ်သူတို့ state ကနေပြီးမှ tuition program ဆိုတာရှိတယ်အဲ့ဒါနဲ့ကျွန်တော် insight မပြီးတဲ့အပြင်သူတို့တွေကနေပြီးမှ certificate တောင်းပေးတည်တယ် ဆိုကျောင်းတက်လို့တော့တော်တော်လေးကျွန်တော်ကြိုးခမ်းစားရပါတော့ကျောင်းတက်လို့အာမင်ဆိုတော့ကျောင်းပညာရေးနဲ့တော်တော်လေးဘုရားအကျိုးပေးတယ်ပေါ့နော်အကျိုးပေးတယ်လို့ပြောရမှာဆိုတော့ကျောင်းတက်တဲ့အချိန်တိုင်းကျွန်တော် excited တက်တာမရှိဘူး full full scholarship နဲ့ကျွန်တော် bachelor တက်တဲ့အချိန်ကနေပြီးမှ lottery ယူတဲ့အားရအောင်ကျောင်းတက်တဲ့မြတ်ဒီနေ့ချီကျောင်းတက်တဲ့မြတ်ကျွန်တော် full scholarship နဲ့တက်တာဖြစ်တယ်အာမင်အာမင် အဲ့ဒီအဲ့လိုတက်ဖို့ကတော်တော်လေးမလွယ်ဘူးနော်တစ်ခါတော့ရရင်တော့နောက်တစ်ခါရဖို့မလွယ်လေဒါပေမဲ့ကျွန်တော်ကျောင်းတက်တမ냐တရားကလည်းဘုမဆာတယ်ဆောလရှိပြထားဆိုတော့ဘုမဒီဒီဘချလာရဖို့ရန်အတွက်ဘုရားမဆာတယ်အာလူတွေတိမရှိအောင်ကျွန်တော်ကောင်းပြီးနိုင်ခွင့်ဘုရားပေးတယ်2015မှာပြီးသွားတယ်အဲ့ဒီအချိန်မှာပတ်မှန်လို့ပဲရှိတည်တယ်နော်ပတ်မှန်လို့လည်းလိုက်လာတယ် လိုက်လာပြီးမှကျောင်းဆင်းပွဲမှာလိုက်လာရင် circuit ဒီကနေကျွန်တော်ပြန်တက်တယ်ပေါ့နော်ကျောင်းဆင်းပွဲသွားတက်တယ်ပြန်တော့ now slide ဒီအောက်မှာကျွန်တော်ရေးထားတဲ့အကြောင်းလေးကတော့ကျွန်တော်အသက်51မကျော်ခင်50မကျော်ခင်ပေါ့နော်ကျောင်းတက်ဖို့လူအာလူတပြပေါ့နော်ပြီးချင်တယ်ကျွန်တော်ရဲ့ရေချက်ကလည်းဆူတောင်းလာ51မကျော်ရှိနေ50မကျော်50 50တိမပြည့်ခင်တော့မကြော်သေးဘူးလေနော်အဲ့တော့အဲ့ချိန်ကကျွန်တော်တက်ချင်တယ်နော်ဒီဂရီဟိုတမျှကျွန်တော်ပြီးချင်တယ်ကြာအထူးသဖြင့်ကျွန်တော်အာချင်းမွှန်းချင်တာကတော့ဘုရားကဒီပြမဆူတောင်းကြည့်ရှိတယ်ဘုရားဆူတောင်းနားညောင်းတယ်ဆိုတော့ကျွန်တော်တို့ချင်ပါတယ်နောက် slide နော်โอเคเอ่อ ဧတသလကိနိုင်တပင်တာစေစင်ပြမမလိုက်ဟမ်ရတယ်โอเคနောက်တစ်ခုကျွန်တော်ဆွေးပြချင်တာကဒီမှာ generation melon မှာမချလာပြီးတော့အဲ့ဒီဖက်ကျွန်တော်ရောက်ရောက်ပြီးပြီဆိုတော့တခါလေးလျှောက်တယ်အကြောင်းလျှောက်တယ် generation ကျွန် melon မှာတက်တော့ကျွန်တော်စိတ်ဝင်စားတာက non profit management စိတ်ဝင်စားတယ် တော့ natural management စီဝန်စားတဲ့သူကြောင့်အဲဒီ master of science in management ကိုကျွန်တော်တက်တယ်။ဒါက2015ကနေစတာ။နည်း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 စီတက်ပြီးမှာပေါ့။စအကြောင်းတက်ရင်လုံးလုံးရင်းတော့မလွယ်ဘူးပေါ့နော်။ဆိုတက်တယ်။နောက်ထပ်ပုံပြီးမှမလွယ်တာကငွေချေးပိုင်းဖြစ်တယ်။အဲဒီငွေချေးပိုင်းမှာကျွန်တော်စစ်တပ်ထဲမှာအလုပ်လုပ်တဲ့သူဖြစ်တဲ့အကြောင်းပေါ့နော်။ post 911 GI build လုပ်လို့ရတယ်။ ဆိုတော့အဲ့မှာ50%ကသူတို့ပေးပြတယ်လေတူရှင်အတွက်ပြုရှင်နောက်ထပ်ပါထပ်ပြီးမှပေးလဲဆိုတော့ housing allowance နဲ့ဒီဟိုပေါ့ book allowance ရှိတယ်အဲ့ဒီ housing allowance နဲ့ book allowance ဆိုကျွန်တော်တူရှင်ဖြစ်သုံးလိုက်တယ်သုံးလိုက်တော့ကျွန်တော် a site ပေးဆံမလို့နော်ပေးဆံပေးဆံမလို့ပဲ ਨੇ ဒီ master of science in management ပေါ့နော် ကျွန်တော်အဲ့ဒါတုံးပြီးမှကျွန်တော်ကြောင်းပြီးဖြစ်သွားရင်2023မှာပေါ့နော်ဘုရားကနေပြီးမှဒီလိုလမ်းဖွင့်ပေးတာဖြစ်တယ်ဘုရားမှစတာပေါ့နော်အဲ့ဒါကျွန်တော်အခုဆိုလို့ရှိရင်အကုန်တော့မတော်ရသေးဘူးရှိသေးတယ်ပေါ့နော်ရှိသေးတယ်ကြောင်းတက်ရှင်တက်လို့ရသေးတယ်ပေါ့နော်ဆိုတော့ master science ဆိုတော့2023မေလ30မှာ finally ကျွန်တော်ပြီးသွားတယ် ဲ့ဒီမတိုင်ခင်မှာကျွန်တော်အဲ့ဒီဖြည့်ရှိတယ်ကိုကျွတင်စနေတာဖြစ်ပါရဲ့နောက် slide နော်ဘုရမအဆုံးဘုရမအဆုံး slide တော့ပြပါ okay ဒီမှာကျွန်တော် omega graduate school ဆိုတာကအရင်တော့ oxford graduate school ဖြစ်ပါတယ်အဲ့ဒီ oxford graduate school ဟာဆိုရှင်တော့ wickliffe hall university of oxford နဲ့တွဲပြီးမှဒီ american ပညာရေးစနစ်ကိုအခြေခံတဲ့အာ degree program ဖြစ်ပါတယ်။အဲတော့ကျွန်တော် Doctor Philosophy the field ကိုရတယ်။ဒီ field ကိုပြီးမှ September 29မှာနောက်ဆုံးပေါ့နော်6နှစ်နေပါတော့ကုန်တယ်။2019ကနေပြီးမှစတက်တာဖြစ်တယ်။ကျွန်တော်ရဲ့ဝါဒနာကသူတည်နာလုပ်မယ်။သူတည်နာလုပ်ခြင်းဟာဆိုရင်တော့ကျွန်တော်ရဲ့ဝါဒနာဖြစ်တယ်။အဲတော့ တရားကနေပြီးမှတကယ်အဝင်ကိုကြဖြစ်တဲ့တကယ်ကျွန်တော်နဲ့ကိုက်နေတယ်ပေါ့နော်။ကျောင်းဘုရားမှာစရတယ်။အဲဒါကျောင်းတက်ဖို့ဖြစ်တော့သူတို့တရား scholarship အလောက်မရှိဘူး။ scholarship မရှိတော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုပြီးမှ American Baptist နဲ့အလုပ်လုပ်တော့ American Baptist ဘက်ကနေပြီးမှသူတို့ scholarship position ရှိတယ်။ရှိတော့ DC Baptist Foundation ကနေပြီးမှတကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်အလောက်ကျွန်တော်အတွက်လောက်ပေါ့နော်။ scholarship offer မလုပ်ဘူး။ ကျွန်တော်တည်တယ်လို့ဆိုလို့ရှိရင်ကျွန်တော်လည်းသူ့ရဲ့ board သူ့ရဲ့ board အာ board member ဖြစ်တယ်ပြီး vice president လည်းလုပ်တယ်ပေါ့နော်သူတို့ DC business convention နဲ့သူတော်လည်းတခြားအကြောင်းသူအကြောင်းသားတွေဒီလောက်မပြေးဖို့ဘူးကျွန်တော်အတွက် tuition ဘုံတမရလေသူတို့တွေကပြီးတယ်အဲ့ဒါလည်းတော်တော်လေး tuition တစ်ခုတည်းပဲနော်ဘယ်လောက်ကျလဲဆိုတော့3000 6000ကျတယ် tuition တစ်ခုတည်းပဲတခြားကုန်စည်မပါသေးဘူးပေါ့နော်ဆိုတော့ အဲ့လောက်ကြီးရေးချီးတဲ့ကြောင်းတော့မဟုတ်ဒါပေမဲ့ရေးလည်းမနေဘူးကြီးနေတာလည်းမဟုတ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်အဲ့ဒီအတွက်ဒီ distribution foundation scholarship grant လို့ခေါ်တယ်ပြုရှင်တော့ American လက်ချီစာနေပြီးတော့ one time grant လို့ပြင်ကြောင်းကနေပြီးမှတော့တခါတော့ scholarship ပြီးတယ်ဒီပြင်တော့ DC Baptist Convention ကနေမှအကုန်လုံးတာဝန်ယူတော့ဖြစ်တယ်အဲ့ကြောင့်ကျွန်တော် DC Baptist ဒီမြန်မာအတင်းတော်ကြီးအဓိကဥစားပြီးမှကျွန်တော်တို့ရဲ့တုတ်တင်လာလုတ်တဲ့လူတယောက်ကျွန်တော်ဖြစ်သွားတယ်။အဲတော့အဲ့ဒီတော့လည်းဖယားမဆပ်ဘူးပဲဖြစ်တယ်။အဲကြောင့်အာဆက်ထောမနော်တချို့ရဆက်ခိုင်းလို့ပေါ်တော့အများဖြစ်လို့ဆက်ထောပေါ်တော့ဆက်ထောအကြောင်းတက်တော့မပြေပန်းဘူးလားပေါ့နော်။မပြေပန်းဘူးလားလို့မိတဲ့လူရှိတယ်။ပြောရှင်တော့အကြောင်းတက်ဖို့ ကြောင်းတက်ဖို့ရန်အတွက်လိုသေးလားပေါ့နော်လိုသေးလားလို့နေတဲ့လူလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘုရားကနေပြီးမှဒီပညာရေးနဲ့ကောင်းချီးပေးတယ်ဆိုတာကိုချင်တယ်အဲကြောင့်လည်းဒီကြောင်းတက်တယ်ဆိုတဲ့အခါမှာကြောင်းစရိတ်ကအနေရမဟုတ်ဘူးပြီးရှင်တော့ကြောင်းကလည်းစာနိုင်ဖို့လည်းလူသေးတယ်အချိန်ပေးနိုင်ဖို့လည်းလူသေးတယ်ပေါ့နော်အဲ့ဒီအားလုံးဘုရားကနေပြီးမှဖြစ် ဖြစ်မြောက်အောင်နော်ဖြစ်မြောက်အောင်ဘုရားကလည်းဘာပြင်ဆင်ပေးတယ်မိသားစုကြီးရဲ့စိတ်ထဲမှာလည်းပဲအဲသူတို့ဒီအားပြည့်စင်တဲ့စိတ်ဓာတ်တွင်ထားတယ်ပေါ့နော်ပေးထားတယ်အမိသားစုအနေနဲ့ဒီလိုမျိုးမဖြစ်ဘူးဆိုလို့ရှင်လည်းလွယ်မှာမဟုတ်ဘူးလေမိသားစုအထူးသဖြင့်ကျွန်တော်ရဲ့ better half ကနေပြီးမှသူကအားပြည့်ရဲ့ဟိုး mission field ကလေးကကျွန်တော်ကြောင်းတက်တဲ့ကြောင်းတက်ရမယ့်အချိန်ကလေးကသူကပြောလဲဆိုတော့ အာခင်ဗျားရဲ့အောင်မြင်မှုကျွန်တော်ရဲ့ကျွန်မရဲ့အောင်မြင်မှုပဲဆိုမှပြောတယ်။အဲ့ဒီအားဖြင့်ကျွန်တော်တို့ဒီသွားနိုင်တာဖြစ်တယ်။ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်မိသားစုစီပြီးမှကြောင်းတက်တယ်သူကြောင့်ပေါ့နော်။ပူခက်တာပေါ့လေ။အဲကြောင့်ဒီနေ့ကျွန်တော်ပြောချင်တာကဘုရားအမတန်မှကောင်းမြတ်တယ်။ပြောရှင်တော့ဘုရားကဒီပြီးမှယုံကြည်သူတွေအုံပြုတယ်။အထူးသဖြင့်ကျွန်တော်စီယံစီယံယုံကြည်သူတွေလည်းအများကြီးအုံပြုတယ်ဆိုတော့ကျွန်တော်တွေ့တယ်။ တခြားယုံကြည်သူတွေလည်းတုံ့ပြုတ်လဲဆိုတော့တွေ့တယ်ကျွန်တော်ဘဝမှာပေါ့နော်ကျွန်တော်စီးရင်တဲ့အားလည်းတုံ့ပြုတ်တယ်ပြီးလို့ရှင်တော့ကိုရီးယားတွေလည်းတုံ့ပြုတ်တယ်အဖြူတွေလည်းတုံ့ပြုတ်တယ်နော်ပြီးလို့ရှင်တော့ဒီအမဲတွေလည်းတုံ့ပြုတ်တယ်ဆိုတော့လူမျိုးပေါင်းစုံပေါ့နော်ဘုရားကနေပြီးမှလူမျိုးပေါင်းစုံအတုံးပြုတ်လို့ဒီနေ့ကျွန်တော်ဒီတိုင်းသာကြောက်လာမယ်ကဖြစ်တယ်ဘုရားပရမအိုးဆုံးဖြစ်ပါတယ်ပေးသူ့ရဲ့ယုံကြည်သူများပေါ့နော်ဘုရား နာတိပြောရုပ်ကြည်သူများအတုံးပြုပြီးမှဒီနေ့တိုင်းတာဘုရားကနေပြီးမှအောင်မြင်ခွင့်ပေးတဲ့သူကြောင့်ကျိုးတော့မချင်းမွန်းပဲမနေနိုင်ပဲနဲ့ပေါ့နော်ဒီလိုစုဝေးပြီးမှအဲ့ဒီကျိုးတော့ချင်းမွန်းခြင်းအစီရှင်ကျိုးတင်ခြင်းပြုရှင်တော့ဘုရားရှိမှဘယ်လောက်အဖရားကကျွန်တော်အပေါ်မှာဘယ်လောက်ကောင်းမြတ်တယ်လဲဆိုတာမပြော ဲမနေနိုင်ဘူးဒီတိုင်းဒီကျွန်တော်မိသားစုနဲ့ပဲဆိုရင်လည်းရပါတယ်เนาะကျွန်တော်ချင်းမလို့ရတယ်ဒီတော့လည်းကျွန်တော်အားလုံးအားလုံးပါเนาะဟာโอเคဒီတော့ချင်းမလို့ရတဲ့သူကပါဝင်ကြတဲ့အကြောင်းရောက်ရှိလာတဲ့အကြောင်းသူပဲချစ်တဲ့အကြောင်းဒီလောက်နဲ့ပဲကျွန်တော်ဒီကောင်ချုပ်သွားမှာဖြစ်ပါတယ်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဒီလောက်နဲ့ပဲဆက်သွားမယ် Entendi.